ကျွန်တော်ရေးမဲ့ရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ6ချိန်အတွဲပေါ့နော်ပရိတ်20နောက်ထပ်20အတိပရိတ်6လုံးယူတဲ့နေ့ကိုကျွန်တော်တို့မဲ့ရှင်များ20လေးလာလို့ရအောင်ပေါ့နော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပရိတ်20နံပါတ်2ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်မနေ့မှပရိတ်4လုံး20ကိုတင်ပေးထားပြီဖြစ်ပါတယ်ပေါ့နော်โอเค20အတိကိုကျွန်တော်အတူတူလေ့လာကြည့်အောင်နံပါတ်1အနေနဲ့9 6 9 3များတိပရိတ်6လုံးမှာ ငါတော်များတုံးချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့ဒိတ်လေးပိတ်တုံးလုံးပေါင်းရှင်ရှင်းပလေးဖြစ်ပါတယ်။ကိုတော်များနှစ်3 5ပရိမာသူချပေးသွားတာက3 3 6ဖြစ်ပါတယ်။ထိတ်အလေအပိတ်ကနန်းတုံးလုံးပေါင်းရှင်ညပရိပေါ့နော်။နံပါတ်3မှာတော့ကျွန်တော်တို့တွင်အရာ3 5 6ခွန်ပရိဆိုပြီးရတာဖြစ်ပါတယ်။တုံညာလေးတင်ချပေးသွားတဲ့အတွက်တုံးလုံးပေါင်းရှင်က9ဖြစ်ပါတယ်။နံပါတ်၄ 6ခု9တုံများတင်နေကနန်းသုံးလုံးပေါင်းရှင်ပြိ6လုံးပါရှင်း6ခုနဲ့ဆိုတဲ့အတွက်6လုံးထဲကဒီပြိ6ခုဖြစ်ပါတယ်နံပါတ်5နေ356ခုရှင်းပြိဆိုပြီးရတယ်ပေါ့နော်6တုံများ6ဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်ကနေပြိဖြစ်ပါတယ်နံပါတ်6နံပါတ်6မှာတော့တွင်နေအရာ9တုံများနေ345ဆိုပြီးရတယ်ပေါ့နော်ခြားပြီးသွားတာက66နေဖြစ်ပါတယ် ဒါကြောင့်မို့6ထိုင်း6အလေနေအပိအဲ့ဒီ၃လုံးပေါင်းရှင်းသေးဖြစ်ပါတယ်။နံပါတ်ခွန်တင်းနေလင်း9 6ခွန်ပြိရတာပေါ့နော်။ရှားပြီးတော့တာက6 6 5ဆိုတဲ့အတွက်၃လုံးပေါင်းရှင်း9ပြိဖြစ်ပါတယ်။နံပါတ်မှာ6နေ၃9 6ခွန်10ပြိထဲက9 6နေရှားပြီးသွားတဲ့အတွက်ကျွန်တော်ဒီပြိ6လုံးထဲက9ပြိ9 6နေဖြစ်ပါတယ်ပေါ့နော်။နံပါတ်9 ခွန်ရှိတုံများဒီနေ့သုံးပရိဖြစ်မယ်ပေါ့နော်တုံညာလေးလေးဆိုတဲ့အတွက်ကြောင့်မို့ရှိပရိချပေးသွားတာဖြစ်ပါတယ်နံပါတ်30တင်းနေလင်း96ခွန်ပရိစုပြီးရတာဖြစ်ပါတယ်နင်းနစ်တဆိုတဲ့အတွက်ဒိတ်လေးဘိတ်ကနန်း၃လုံးပေါင်းရှင်5ဖြစ်ပါတယ်နံပါတ်7ကိုယ်တော်များနေ3 4 5ပြည်ရတယ်ဗောနော်ခြာပြီးတော့တာက8 4 3ဖြစ်ပါတယ် ၈ထိပ်၄အလေးထိုင်၃အပိတ်အဲ့ဒီ၃လုံးပေါင်းရှင်း၅ဖြစ်ပါလေနံပါတ်၁၃၄၆9ပရိသေက663ချပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့သုံးလုံးပေါင်းရှင်း9ခုရတာဖြစ်ပါတယ်နံပါတ်73မှာ3913 456တဲ့က2396ဖြစ်ပါတယ်သုံးလုံးပေါင်းရှင်းတိဖြစ်မယ်ပေါ့နော်နံပါတ်74 2356ခွန်ချတဲ့က009ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်း သုံးပရိတ်ဖြစ်ပါတယ်။နံပါတ်5နေ35ခွန်ရှိပရိတ်တပီးရတယ်ပေါ့နော်။ခွန်3များ3များဖြစ်တဲ့အတွက်သုံးလုံးပေါင်းရှင်းကခွန်ဖြစ်ပါတယ်။နံပါတ်6မှာခွန်7 3များတနည်း3ဆိုပြီးရတယ်ပေါ့နော်။3ခွန်ခွန်ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းခွန်ပရိတ်ခွန်ပရိတ်နဲ့ချိန်ဆက်တိုက်ပေါ့နော်။နံပါတ်6မှာခွန်ချစ်တုံများတနည်းတုံးပရိပဲထပ်ပြီးရတာဖြစ်ပါတယ်။ရှစ်ကိုလေးဆိုတဲ့အတွက်ပေါင်းချင်းကတိပရိဖြစ်ပါတယ်။ နံပါတ်7 59893များထဲက963ပြေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာတုံးလုံးပေါင်းရှင်းကအလေးစုပြီးဖြစ်ပါတယ်ပေါ့နော်။အချိန်အားဖြင့်7ချိန်အထိဒီမှာခြားပြေးသွားခဲ့ပြည့်ပြည့်ဖြစ်ပါတယ်။တွင်နည်းပြပြေးသွားမယ်ပေါ့နော်။နံပါတ်19မှာတော့ခွန်73များတင်းနေ3ပြိနံပါတ်19ပေါ့နော်။အဲ့ဒီ6လုံးထဲက689ဆိုတဲ့အတွက်တုံးလုံးပေါင်းရှင်းဒီပြိဖြစ်ပါတယ်။ နံပါတ်20 20မှာတော့3956ပရိဆိုပြီးရတယ်ပေါ့နော်ခြားပြီးတော့တာကနင်းနစ်ခွန်ဆိုတဲ့အတွက်ပေါင်းရှင်ကတိပရိဖြစ်ပါတယ်ခင်ဗျာတိပရိနှစ်ချိန်ဆက်တိတ်ပေါ့နော်ဒါဆိုရင်ဒီအတွက်နီးကိုကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒါသူခြားပြီးတဲ့အားကိုကျွန်တော်မိတ်ဆွေများသိအောင် ပြန်ပြပေးရှင်းဖြစ်ပါတယ်โอเคတူရဲ့အတွက်နီးကိုလေ့လာကြည့်မယ်ပေါ့နော် သူရဲ့တွင်ဤကတော့ကျွန်တော်ဒီလေးရှင်နဲ့ကိုချောင်းဒီကနေ936တော်များလေးလေးဒီနှစ်ပင်ကိုမူတည်ပြီးတော့နိနိတိချပေးသွားတဲ့တပင်ကိုလေးလာကြည့်မယ်ပေါ့နော်။တရီအပ်တုတဲ့ပရိတ်တွင်ဤဖြစ်ပါတယ်ပေါ့နော်။ဒီတွင်ဤကရှင်နှစ်ကိုအဲ့ဒီသုံးလုံးပေါင်းရှင်ကိုရတယ်။963မြောက်ကနန်းသုံးလုံးပေါင်းရှင်ကိုပေါ့နော်။ဆိုတော့ဒီအပေါ်ကကိုနဲ့ဒီအောက်ကကိုနဲ့ပေါင်းတာ16ရတယ်ပေါ့နော်။ရှင်းပေးကြည့်တယ်။ပြီးရင်ကျွန်တော်တို့3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ ရှင်းနဲ့၃ပေါင်းတာက၁၁ဆိုတဲ့အတွက်တင်းနဲ့နှစ်ကိုနှစ်နဲ့ထပ်ပေါင်းတာက၄၅၆ခုတင်းနဲ့၄၅၆ခုပြိ၆လုံးရမယ်ပေါ့နော်ဒါကဒုတိယဖြစ်ပါတယ်တင်းနဲ့၄၅၆ခုမှာနောက်ထပ်တစ်ပြည်မှာသူချားထားတာကနှစ်နှစ်တိဖြစ်ပါတယ်နှစ်နှစ်တိဆိုတဲ့အတွက်ထိတ်လေပိတ်၃လုံးပေါင်းရှင်း၅ဖြစ်ပါတယ်ခင်ဗျာ၅ပြိနှစ်နှစ်တိဖြစ်ပါတယ် โอเคကျွန်တော်နိနိတိကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်အပေါ်ကယူသူလိုမျိုးပဲဒီ6ခုနှစ်ကိုထပ်ပေါင်းမယ်ပေါ့နော်6ခုနှစ်သုံးလုံးပေါင်းရှင်းခွန်ရတယ်တရားပေါ်က9နဲ့တရားအောက်က9နဲ့ပေါင်းတာ16ပေါ့နော်16ကို6ပဲရည်မယ်ပြီးရင်ဒီနောက်ကလည်း3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့3ပေါင်း9 9တုံများနင်းနဲ့ထပ်ပေါင်းတော့နေ3 4 5 9တုံများနေ3 4 5ပြိုင်မှာ8 4 3ချပေးသွားတာဖြစ်ပါတယ် ရှင်းလေးတော့ဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာပေါင်းရှင်းက9ပြည့်ဖြစ်ပါတယ်9ပြည့်ရှင်းလေး3ဖြစ်ပါတယ်ဗောနော်ရှင်းလေး3ကနေအပေါ်20တိုင်းပဲတပြည့်လေးလာကြအောင်6 9ကိုပေါင်းအောင်ပါဗောနော်6နဲ့9ပေါင်းတာ15 9နဲ့7ပေါင်းတာ73ဖြစ်ပါတယ်ဒါကြောင့်မို့ဒီအပေါ်က9နဲ့ဓာတ်ပေါင်းမယ်ဗောနော်9နဲ့ဒီအောက်က3နဲ့ဓာတ်ပေါင်းတော့9 3ပေါင်းရှင်း30တုံများကို3နဲ့ဓာတ်ပေါင်းအောင်မှာဖြစ်ပါတယ် တုံညာနဲ့တုံးနဲ့ပေါင်းရှင်3 4လေးကိုနှစ်ပေါင်းရှင်6 89 3 4689ပြိဖြစ်ပါတယ်ခြားပြီးသွားတာက663ပေါ့နော်ဆိုတော့663ဆိုတဲ့အတွက်အဲ့ဒီမှာကဏ္ဍ3လုံးပေါင်းရှင်က9ပြိဖြစ်ပါတယ်9ပြိ663ဖြစ်ပါတယ်9ခွန်6ကိုထပ်ပေါင်းရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကဏ္ဍ3လုံးပေါင်းရှင်က၄ ခွန်အပေါ်က3နဲ့အတီအောက်က4ပေါင်းချင်းခွန်ရတယ်ပေါ့နော်ခွန်ကိုလည်း3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခွန်3ပေါင်းချင်း30ဆိုရတဲ့အတွက်တုံများတိတိကို2ပေါင်းချင်း3 4 5 6တုံများတိ3 4 5 6ပရိမာနှစ်တုံများကိုဖြစ်ပါတယ်3လုံးပေါင်းချင်းကတေးရတယ်ပေါ့နော်တေးပရိနှစ်တုံများကိုဖြစ်ပါတယ် โอเคကျွန်တော်နှစ်တုံများကိုကနေတပီလေးလာခြင်းပဲခုသုံးတုံများနှစ်ကိုပေါင်းမယ်ပေါ့နော်သုံးတုံများနှစ်ပေါင်းခြင်းကဒီအပေါ်က၄နဲ့ဒီအောက်က၅နဲ့ပေါင်းတာက၉ကိုကိုယ်သုံးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ကိုသုံးပေါင်းခြင်းကစနေရတဲ့အတွက်ကြောင့်မို့နှစ်သုံးသုံးကိုနှစ်နဲ့ထပ်ပေါင်းတာက၅၆ခွန်ချစ်ဖြစ်မယ်ပေါ့နော်နှစ်သုံး၅၆ခွန်ချစ်ပြိတဲ့ကခြားပြီးတော့တာခွန်ခွန်ကိုဖြစ်ပါတယ် အဲဒါကြောင့်မို့အဲ့ဒီမှာ၃လုံးပေါင်းရှင်းက၃ဖြစ်ပါတယ်ပေါ့နော်၃ break 009ဖြစ်ပါတယ်009ကနေတပ်ပြီးလေးလာကြောက်ဒီ၃ည009ကိုပေါင်းတော့လေးရတယ်ဒီ9နဲ့၄နဲ့တပ်ပေါင်းအောင်ပါနော်9နဲ့ဒီ၄နဲ့ပေါင်းရှင်း9ရတယ်ကိုကိုလေး၃နဲ့ပါပေါင်းအောင်ဖြစ်ပါတယ်ကို၃ပေါင်းရှင်းစနစ်ဆိုတဲ့အတွက်နေ၃9 6 9 break တပ်ပြီးရတာဖြစ်ပါတယ် ်နေတော့9698ပြိမာတွေ့ချပြီးတော့တာက9339ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့3လုံးပေါင်းရှင်း9ပြိဖြစ်ပါတယ်ခွန်ထိတ်တော့ညအလေ3အပိတ်3လုံးပေါင်းရှင်း9ပြိဖြစ်ပါတယ်ခုနှစ်ရတပြန်အနေနဲ့ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်9 8ခွန်ကိုထပ်ပေါင်းမှာဖြစ်ပါတယ်9 8ခွန်ထပ်ပေါင်းတော့ပေါင်းရှင်း3ညပေါ့နော်ဒီအပေါ်မှာရှိတဲ့၄နဲ့ဒီအောက်မှာရှိတဲ့3ညနဲ့ပေါင်းရှင်း လေးကိုကျွန်တော်သုံးနေထပ်ပေါင်းရတာဖြစ်ပါတယ်လေးသုံးပေါင်းချင်းခွန်ဆွေအတွက်ခွန်ရှိရှိကိုနှစ်ပေါင်း30တင်းနှစ်သုံးခွန်ရှိတော်များတင်းနှစ်သုံးပြိမာ3ခွန်ခွန်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကနန်သုံးလုံးပေါင်းချင်းခုနှစ်ပြိပဲပေါ့နော်ခုနှစ်ပြိ3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာ ရှင်းလေးခွန်3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီလေးခွန်3ကိုပေါင်းတော့ကဏ္ဍ3လုံးပေါင်းချင်းလေးရမယ်အပေါ်က၄နဲ့အောက်က3အပေါ်က3များနဲ့အောက်က၄နဲ့ပေါင်းချင်းလေးလေးကို3နဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်၄3ပေါင်းချင်းခွန်ခွန်ရှိတော့များဒီနှစ်တော့နှစ်ချိန်ဆက်တိုက်အဲ့ဒီ break ကြရတယ်ပေါ့နော်ထူခြားပြီးတော့တာကအချစ်ကိုလေးဖြစ်ပါတယ် ရှင်းကိုလေးဆိုတဲ့အတွက်အရင်မှာကနန်း၃လုံးပေါင်းရှင်းကတိပရိဖြစ်ပါလေခင်ဗျာတိပရိရှင်းကိုလေးပေါ့နော်ရှင်းတိရှင်းရှင်းကိုလေးဆိုတဲ့အတွက်ဒီတိချင်းရှင်းကိုတပောင်းအောင်မှာဖြစ်ပါတယ်ရှင်းနဲ့ချိန်၁၆၆နဲ့တိပောင်းခွန်၄နဲ့ခွန်နဲ့တပောင်းအောင်မှာဖြစ်တဲ့အတွက်ပေါင်းရှင်းဆက်တိဖြစ်ပါတယ်တိကိုလေးအနောက်က၃နဲ့တပောင်းတော့တိ၃ပေါင်းရှင်း၄ဖြစ်ပါတယ် လေငါငါ့ကိုနေပေါင်းခွန်ရှိကိုတော်မြတ်လေငါခွန်ရှိကိုတော်မြတ်ပြိမာငါ၆၃ချပေးသွားတဲ့အတွက်ကြောင့်မို့ထိတ်လေပိတ်သုံးလုံးပေါင်းရှင်းကလေပြိဖြစ်ပါတယ်ငါနဲ့၆ပေါင်း၁၁တင်းနဲ့၃ပေါင်းလေပေါ့နော်ဆိုတော့ဒီမှာလေပြိငါ၆၃ငါခွန်ငါ့ကိုပေါင်းတော့ပေါင်းရှင်းခွန်ရတယ်အပေါ်ကခွန်နဲ့အောက်ကခွန်နဲ့ပေါင်းတာ၁၄လေနဲ့၃နဲ့ထပ်ပေါင်းတော့ခွန်ရမှာဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်ခွန်ချစ်တော်များတင်းနေသုံးပရိဖြစ်မယ်ပါနော်။မှာ၆တုံးပြီးတော့နောက်ထပ်တစ်ပြင်မှာ၆ရှိခွန်ချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာသုံးလုံးပေါင်းရှင်းကတင်းပရိဖြစ်ပါတယ်ပေါ့နော်။တင်းပရိ၆ရှိခွန်ဖြစ်ပါတယ်။နောက်ထပ်၆ရှိခွန်တစ်ပြန်နေထပ်ပြီးတော့၆၉၆ကိုထပ်ပေါင်းမယ်ပေါ့နော်။ပန်းရှင်တိခုနဲ့တိပေါင်းတာရှိဖြစ်မယ်ပေါ့နော်ရှစ်ကိုကျွန်တော်တို့ဒီနောက်ကလည်း၃နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ရှင်းနဲ့သုံးပေါင်း7ဆိုတဲ့အတွက်တင်းနဲ့5ရှောက်ခွန်ပရိဖြစ်ပါတယ်ရှင်း6ရှင်းခွန်ပြီးတော့နင်းနစ်တိနင်းနစ်ခွန်ဖြစ်ပါတယ်ဗောနော်နင်းနစ်ခွန်ဆိုတဲ့အတွက်အဲဒီမှာလေသုံးလုံးပေါင်းရှင်းတိပရိပဲဖြစ်ပါတယ်6ချက်ခွန်မှာတိနိနိခွန်မှာတိပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၈ချက်ရဲ့အတွက်ကတော့6 6နှစ်ကိုပေါင်းပေးရမှာဖြစ်ပါတယ်6 6နှစ်ပေါင်းရှင်း၄ပေါ့နော် ဒီအပေါ်မှာရှိတဲ့တင်းနဲ့ဓာတ်ပေါင်းတော့တင်းနဲ့၄ပေါင်းရှင်900မှာဖြစ်ပါတယ်9ကိုဒီအနောက်က3နဲ့ဓာတ်ပေါင်းမှာ ဖြစ်ပါတယ်ခင်ဗျာ9နဲ့3ပေါင်းရှင်800ရတဲ့အတွက်ကြောင့်မို့89 9ကိုနိနဲ့ဓာတ်ပေါင်းတော့73 72 73 74ရှိကုတ်တင်းနေ34ပြိဆိုပြီးတော့တွင်ရာဒီရာလေးညာတာဖြစ်ပါလေပေါ့နော် โอเคကျွန်တော်တပည့်လေးလာကြာဒီ6 9 8 9 3ညမှာ9 6 3 7ပြီးပြထားတယ်ပေါ့နော်ဒီမှာနံပါတ်7မှာ6 9 8 9 3ညမှာ9 6 3ထပ်ပြီးတော့ဒီ8 9 3ညတင်းနေ3မှာ6 8ခုဒီမှာရေးပြထားတယ်ပေါ့နော်8 9 3ညတင်းနေ3 6 8ခုတင်းနေ6 9 6ခုမှာညနေခုတင်းနေ6 9 6ခုမှာညနေခုဒီ6ချိန်မှာတော့တွင်ရအရာ8 9တင်းနေ3လေးပြည့်စုပြီးရတာဖြစ်ပါတယ်ရှိကုတင်းနေ

အာအာသာလာကချေရန်တည်ရန်ပို့ပြီးအာသာသွားမှာဖြစ်ပါတယ်ဗောနော်ရှစ်ကိုတနည်းသုံးလေးတည်းကရှစ်တိပရိဖြစ်မယ်ဗောနော်ဆိုတော့ကျွန်တော်ဒီပရိလေးလုံးကိုသုံးမယ်ဆိုရင်တော့ဒီပရိလေးလုံးတည်းကကျွန်တော်ဒီမှာရှစ်ကိုတနည်းသုံးလေးပရိနဲ့ထပ်ပြီးညီကြည့်တယ်ဗောနော်ညီကြည့်တဲ့အချိန်မှာတော့ကျွန်တော်တို့နေတာကရှင်းနဲ့တင်းနဲ့ဖြစ်ပါတယ် ရှစ်တိပရိတ်ကိုတင်ပြီးတော့ကျွန်တော်တို့၆ခုပရိတ်ကိုအရင်အနေနဲ့အသုံးပြုလို့ရတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစုံတီကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုစိတ်ချမ်းပါစိတ်ချမ်းသာပြီးတော့ကောင်းကျိုးလွင်ဆန္ဒတွေပြည့်စုံကြပါစေ။ကကြီးတုံးပါပေးလဲကြော်လွှားနိုင်ကြပါစေခင်ဗျာ။